ကဲကဘာကြီးတခုကိုအတူတူစစ်ကူးကြည့်ကြရအောင်ဒီကဘာမှာလဲအာနာမန္တမဟာကောင်းကင်ဘုံကနေဘင်းတစ်ပါးစီကိုတိုက်ရိုက်ပဲကြဆင်းလာတယ်လို့ယုံကြည်ကြတယ်အခုကျွန်တော်တို့နေတိုင်းလက်ကဘာကိုပြန်ကြည့်လိုက်အာနာကဘယ်ကလာတယ်လဲဟုတ်ပါတယ်ဘီဒီနီစီကလာတာပေါ့ဒီလိုအပေါ်ကနေအောက်ကိုပြောင်းပြန်ဖြတ်သွားတဲ့အပြောင်းလဲကြီးကလွတ်လပ်ခွင့်ကိုတော့ယူလာပေးခဲ့တယ်ဒါပေမဲ့ အဲ့ဒီလောလောခွင့်ရဲ့နောက်ကွယ်မှာကျွန်တော်တို့ရဲ့ကိုကျင်တရားဆိုင်ရာအခြေခံအုတ်မြစ်ကြီးတစ်ခုလုံးကိုဘယ်လိုမျိုးတုံ့ခါသွားစေခဲ့တယ်လဲဆိုတာကိုဒီတစ်ခါအတူတူဆွေးနွေးကြည့်ကြရအောင်ဒီမိကုံးကလေတကယ်ကိုခစ်တက်ကပါရဲ့အတဲနှလုံးကိုထစ်တက်ထိုးဆိုင်လိုက်ကပါပဲကျွန်တော်တို့တအူးချင်းလောလောခွင့်ဆိုတဲ့အရာအတက်ခိုင်မာတဲ့ကိုကျင်တရားဆိုင်ရာတည်ငြိမ်မှုကြီးတစ်ခုလုံးကိုစစ်တေးလိုက်ရတာလားဒီမိကုံးရဲ့အဖြေကအင်းထင်ထားတာတဲ့အများကြီးပိုပြီးတော့ရှုပ်ထွေးနေနိုင်ပါတယ်ကဲ့ ဒီအကြောင်းအရာကိုတတိချာချာနားလည်နိုင်ဖို့အတွက်ခရီးစဉ်အခုအတူတူထွက်ကြည့်ကြရအောင်။ဘယ်ကနေစမလဲဆိုတော့ပထမဆုံးဘီရင်တွေရဲ့မြင့်မြတ်တဲ့အုပ်ချုပ်မှုပုံစံကနေစမယ်။ပြီးရင်ပြည်သူတွေဘလို့လုပ်ပြီးအချုပ်ချာအနာပိုင်းဖြစ်လာကြတယ်လဲဆိုတာကိုစက်ကြည့်မယ်။အဲဒီနောက်မှာတော့ဒီပြောင်းလဲကြီးရဲ့ရဲခတ်မှုတွေကိုကျင့်တရားအသစ်တွေထူထောင်ဖို့ကြိုးပမ်းခဲ့ကြပုံတွေနောက်ဆုံးမှာတော့ဘယ်တော့မှပြီးဆုံးနိုင်မှာမဟုတ်တဲ့ဒီအပြည့်မှုကြီးအကြောင်းကိုဆန်းစစ်ကြည့်ကြမှာဖြစ်ပါတယ်။ဟုတ်ပါပြီ။ ဒါဆိုရင်ကျွန်တော်တို့ရဲ့ခရီးစဉ်ပထမပိုင်းကိုစလိုက်ကြရအောင်အချိန်ဆက်ကိုနှုတ်ပြန်လှည့်ပြီးတော့လေနိုင်ငံကြီးအာဏာဆိုတာကောင်းကင်ဘုံကနေတိုက်ရိုက်ဆင်းသက်လာတယ်လို့လူတိုင်းကတထစ်ချော်ယုံကြည်ခဲ့ကြတယ်ကဘာကြီးတစ်ခုစီကိုအတူတူသွားကြည့်ကြရအောင်ဟေးရှေးခေတ်ကဘာမှလည်းအုပ်ချုပ်သူဘရင်တပါးရဲ့အာဏာဆိုတာဖျားသခင်ကနေ direct ချင်းမြန်ပေးအပ်ထားတဲ့အရာတစ်ခုလို့အားလုံးကမှတ်ယူခဲ့ကြတယ် ဆိုတော့နိုင်နေရင်နဲ့ကိုကျင့်တရားဆိုတာကတက်သက်စီမဟုတ်တော့ဘူးတသားလေးဖြစ်နေတာပေါ့ဘရင်ရဲ့အမင်းကတရားမျှတမှုရဲ့အတမ်းပဲသူ့ကိုနာခံခြင်းကဒေရတရားရဲ့အမြင့်မားဆုံးပုံစံဖြစ်ခဲ့တာပေါ့ဒီဖက်စီပုံကတကယ်ကိုရှင်းရှင်းလေးပါပဲအာနာကအပေါ်ဆုံးကဖျားသခင်စီကနေဘရင်စီကိုပြီးတော့မှဖြည့်သူစီကိုတဆင့်ချင်းစီစဉ်တယ်ဒီတော့အဲ့ဒီစနစ်မှာလူကောင်းတဲ့တော့ဖြစ်ဖို့ဆိုတာဘာကိုဆိုလို့တလဲတိတ်မခက်ပါဘူးကိုနေရာကိုကိုတီးပြီးအထက်ကအမိန်ကို နာခံလိုက်ဖို့ပဲလိုတာပါဒီစနစ်ရဲ့အဓိကအားသားချက်ကတော့တင်ငယ်မှုပါပဲဘာလို့လဲဆိုတော့လူတိုင်းကကိုယ့်နေရာ ကိုယ့်တာဝန်ကိုရှင်းရှင်းလင်းလင်းသိနေကြတယ်လူဖွဲ့စည်းတစ်ခုလုံးအတွက်အမားအမှန်ကိုတိုင်းတာဟုအားလုံးကမော့ကြည့်စရာကိုကျင့်တရားဆိုင်ရာမြော့ပဲကျဲတလုံးအမြဲရှိနေခဲ့တာကြောင့်အရာအားလုံးကတိတ်ကိုရှင်းလင်းပြတ်တာနေကြတာပေါ့ကဲအခုကျွန်တော်တို့ခီးစဉ်ရဲ့ဒုတိယပိုင်းကို ရောက်လာပါပြီဒီမှာတော့ကဘာကြီးတစ်ခုလုံးကိုပြောင်းပြန်လံပစ်လိုက်တဲ့ တော်လန်ရဲကြီးတခုအကြောင်းပြောကြရအောင်အဲ့လာကတော့အာနာဆိုရာကောင်းငင်ကနေကြားလာတာမဟုတ်တော့ပဲမြေကြီးပေါ်ကပြည်သူလူထုရဲ့စူပေါင်းဆန္ဒကနေမိဖျားခံတယ်ဆိုရဲအထွေးအခေါ်တစ်ကြီးပေါ်ပေါက်လာပုံပါပဲကမဲဒီလိုပြောင်းလဲကြီးကတညရဲနဲ့ဖြစ်လာတာတော့မဟုတ်ပါဘူးအရာအလုံးကတွေးခေါ်ရှင်းနေတဲ့စကလုံးတွေကနေစခဲ့တာပါဥမာဂျွန်လော့ကလို့ပညာရှင်ကအစိုးရဆိုတာပြည်သူရဲ့သဘောတူညီချက်နဲ့မှအုပ်ချုပ်ရမယ်လို့စပြီးပြောခဲ့တယ်အနောက်ရူဆိုကကြတော့ ြီးသူစန္ဒာဆိုတဲ့အယူဆနဲ့ဒီတွေးခေါ်ကိုပို့ပြီးတော့တော့အားကောင်းစေခဲ့ပြန်ရောသူတို့ရဲ့ဒီစကလုံးတွေကပဲနောက်ပိုင်းမှာတော်လန်ရေးတွေအတွက်မိပါးတွေဖြစ်လာခဲ့တာပါဒီနေရာမှာစနစ်တစ်ခုရဲ့ခြားနားချက်ကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါပြီတစ်ဖက်မှာအာနာရဲ့ရင်းမြစ်ကဖရာတခင်နောက်တစ်ဖက်မှာကျတော့ပြည်သူလူထုဖြစ်သွားပြီဒါပေမဲ့အရေးကြီးဆုံးခြားနားချက်ကကိုကျင်တရားပိုင်မှာပါအရင်ကအပေါ်ကနေတိတိကျကျသတ်မှတ်ပေးထားတဲ့စံတစ်ခုတည်းရှိရာကနေ အခုလူအများစုကသဘောတူညီနိုင်ပြီးမှဖော်ဆောင်ရတဲ့စံနှုန်းအများကြီးစီကိုပြောင်းလဲသွားခဲ့တာပါပဲဒီအပြောင်းလဲကြီးကလေလူအဖွဲ့အစည်းရဲ့ခလုံးကိုအကာအကွယ်ပေးထားတဲ့မြင့်မြတ်တဲ့ထီမိုးကြီးကိုဖောက်ပြီးဝန်လာလိုက်တလို့ပါပဲအားလုံးကပုံဝင်နေတဲ့မြတ်ဝေခန်းစာခဲ့ကြတဲ့ယုံကြည်ချက်တွေကအားနစ်သွားပြီးအဲ့ဒီနေရာမှာဘာကအကျိုးအရှိဆုံးလဲဘာကလက်တွေ့အကျဆုံးလဲဆိုရင်စင်ကျင်တုံတရားအပေါ်ချီခံတဲ့ချင်းဝိတွေကအစာထိုးဝင်ရောက်လာခဲ့တော့တာပေါ့ ဒါပေမဲ့ဒီလွတ်လပ်ခွင့်က အလကားတော့မရခဲ့ပါဘူး။ဒါမျိုးတစ်ခုပေးဆက်ခဲ့ရတယ်။တကယ်တော့ဒါဟာဒါသွားနှစ်ဖက်လိုပါပဲ။တစ်ဖက်မှာလွတ်မြောက်မှုကိုပေးလိုက်ပေးမယ်။နောက်တစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်တဲ့အင်မတန်နဲ့နဲ့တဲ့စင့်ခေါ်မှုတွေကိုပါတပါးတည်းယူဆောင်လာခဲ့ပါတယ်။ဒီအခြေအနေကိုအကောင်းဆုံးဖော်ပြနိုင်တာကတော့သွေးခေါ်ရှင်ကြီး Friedrich Nietzsche ရဲ့စကားပါပဲ။သူကပြောခဲ့တယ်"ဖျားသခင်တေဆုံးသွားပြီ။သူကိုတတ်ခဲ့တာကျွန်တော်တို့ပဲ"တဲ့။ဒီနေရာမှာသူဆိုလိုတာက ဖျားသခင်အမှန်တကယ်သေဆုံးသွားပြီလို့ပြောချင်တာမဟုတ်ပါဘူး။ဒါပေမဲ့လူအဖွဲ့အစည်းတစ်ခုလုံးရဲ့အမှားအမှန်ကိုတိုင်းတာစေတာအားလုံးကလက်ခံထားတဲ့အကျွင်းမဲ့စံနှုန်းကြီးတစ်ခုပျောက်ဆုံးသွားပြီဆိုတဲ့အသေးပေကိုတင်စားလိုက်တာပါ။အဲ့ဒီလိုကိုချင်းတရားဆိုင်ရာလျာနယ်ကြီးထဲမှာတော့အမှားအမှန်ဆိုတာကလူတူဦးချင်းစီရဲ့ခံစားချက်ဒါမှမဟုတ်ထင်မြင်ချက်တပေါ်မှာပဲမူတည်သွားတော့တာပေါ့။စဉ်းစားကြည့်လေစူပါဝါနာတော်ရှိရတဲ့အားလုံးလိုက်နိုင်ရမယ့်ဘုံကိုချင်းတရားစံတော်မရှိတော့တဲ့အခါ လူဖွဲ့အစည်းတစ်ခုကအလွယ်တကူပဲလမ်းပျောက်ပြီးပြိုခွဲထားနိုင်တာပေါ့အဲ့ဒီတော့အရိကအချက်ကရှင်းရှင်းလေးပါပဲဒီနေ့ခေတ်မှာ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ကိုကျင့်တရားဆိုင်ရာစင်ခေါ်မှုတွေတံပိုးတွေရိုးရင်းလာတယ်လို့ခန်းစားနေရတာတယ်ဒါတွေအားလုံးဟာဒီအခြေခံကြတဲ့နိုင်ငံရေးအပြောင်းလဲရေးရနဲ့တက်ရက်မွေးဖွားလာတဲ့အကျိုးဆက်တွေပါပဲ။ဒါပေမဲ့ဇလန်းကဒီမှာပဲပြီးသွားပြီလား။ရာလုံးကအစိုးဘက်ကိုပဲတကယ်ဥတီနေတာလား။ဒါမှမဟုတ် ဒီလိုပြာပုံတဲကနေပဲပိုပြီးရင့်ကျက်တဲ့ကိုချင်းတရားပုံစံအသစ်ဆက်ဆက်တခုပေါ်ထွက်လာနိုင်တယ်မလားကဲဆက်ပြီးကြည့်လိုက်ကြရအောင်ဒီမေကုန်းနေကပဲကျွန်တော်တို့ကို20ရာစုရဲ့ကြီးကျယ်ခမ်းနားတဲ့နိုင်ငံရေးတွဲခေါ်ရှင်သူခိတဲ့ဟန်နာအရန်ရဲ့အကောင်းမီနဲ့ရှူထောင်းစီကိုခေါ်ဆောင်သွားမှာပါဟန်နာအရန်ရဲ့အမြင်တော်တော်လေးနည်းနည်းပါတယ်သူပြောချင်တာကဟုတ်တယ်ကျွန်တော်တို့အပြင်နဲ့စီကန်ဖိန်းပေမဲ့ကြောင်းတရားတွေရောက်တော့ဆုံရှုံလိုက်ရတယ် ဒါပေမဲ့အဲ့ဒီအစာကိုကိုကိုတောင်းဝန်ယူပြီးတော့အတွင်းစစ်ကနေလာတဲ့စစ်မှန်တဲ့ကိုချင်းတရားကိုတိဆော့ခွင့်ရလာခဲ့တယ်တဲ့ဒါကလေတရားရောက်ကအမိန်ပေးလို့လိုက်နာရတဲ့တော့အများကြီးပိုခက်ခဲတယ်ဒါပေမဲ့ပို့ပြီးတော့လည်းတန်ဖိုးရှိတော့ပုံဒါကြောင့်မို့လို့ပျောက်ဆုံးသွားတဲ့အုံမြင့်ဟောင်းရဲ့နေရာမှာအစားထိုးဖို့ဘာသာရေးနဲ့မသက်ဆိုင်တဲ့ကိုချင်းတရားအုံမြင့်အသည့်တခုကိုကျွန်တော်တို့အတူတကွတိဆော့ကြရမှာပါဒီအုံမြင့်အသည့်ကိုဘာရီနဲ့တိဆော့မလဲနိုင်ငံသားချင်းဝိတ် လူခွင့်ရေးကိုလေးစားမှုတရားမျှတမှုအတော်ကတိကဝတ်ပြီးတော့လူသားတိုင်းရဲ့ဂုံတိခါကိုတံပိုးထားမှုဆိုတဲ့အုတ်ချက်တွေနဲ့တစ်ချက်ချင်းစီစီပြီးတိဆော့တွားရမှာဖြစ်ပါတယ်။ကဲအဆုံးသတ်အနေနဲ့ပြောရရင် ကျွန်တော်တို့ဟာဘယ်တော့မှအဖြေထွက်မှာမဟုတ်တဲ့အားပိုင်မှုကြီးတစ်ခုရဲ့အလဲတဲတဲမှာယက်နေကြတာပါ။ဒါခိတဲ့လူသားတွေအတွက် အဆုံးမရှိတဲ့ပဟေလီကြီးတစ်ခုလိုပါပဲ။ ခေတ်တည်နိုင်ငံရဲ့အကြီးမားဆုံးဝီရိုရီစရကဒီမှာပါပဲတစ်ဖက်မှာလွတ်လပ်ခွင့်ကိုရရှိလိုက်တယ်ဒါပေမဲ့အဲ့ဒီနဲ့တပြိုင်နက်တည်းမှာပဲကိုချင်းတရားပိုင်ဆိုင်ရာခိုင်မာတဲ့အခြေခံအုံမြစ်ကိုလည်းဆွတ်လွတ်လိုက်ရဘူးလို့ဖြစ်သွားပြန်ရောဒီအရာနှစ်ခုကဒင်္ဂါပြားတပြားရဲ့ခေါင်းနဲ့ပန်းလိုပါပဲဘလို့မှအခွာချလို့မရပါဘူးဒီဆွေးနွေးမှုကိုအဆုံးသတ်ဖို့ကအပြေမရှိသေးတဲ့မိဟုံးကြီးတစ်ခုနဲ့ခြံထားခဲ့ပါစီ ကျွန်တော်လူသားတွေဟာတူးချင်းရဲ့လွတ်လပ်မှုကို အဆုံးစုံထိတန်ဖိုးထားရဲ့တချိန်တည်းမှာပဲအားလုံးအတွက်ခိုင်မာရဲ့ကိုကျင့်တလျာဆိုင်ရာအခြေခံအုံညစ်တစ်ခုကိုဘလို့များဟန်ချင်းညီညီပြန်လဲတိဆောက်ကြမလဲ